ပုံမှန်ဆက်ရှင်နဲ့တရားဆွဲဆိုခံထားရတဲ့တရားလို့တော်ရှင်းနေဦးမြင့်အေးနဲ့ကိုတန့်စင်ထက်တို့ကို A+10 နေမှာပြည်မြို့နယ်တရားရုံးကရုံးထုတ်စစ်ဆေးလိုက်ပါတယ်ခွန်မတာတင်ဆက်ထားတာပါတပိတ်မောက်ကြောင့်တာတကူလက်ပဒါမျိုးမှာရက်နဲ့ဖန်စီတာကိုရတန်းပေးဖို့ကန့်ကွက်ဆန္ဒပြခဲ့တဲ့တရားလို့တော်ရှင်းနေဦးမြင့်အေးနဲ့ အလွတ်တန်းတင်ထောက်ကိုပါကြီးအတက်ခံရမှုအတွက်စန္ဒပြခဲ့တဲ့ကိုတန့်စင်ထဲတို့ကိုပုံမှန်ဆက်ရှင်နဲ့တရားစွဲဆိုခံထားရပြီးပရမအကျင့်အဖြစ်အပိလ၁၀ရက်နေ့ကပြည်မြောက်နယ်တရားရုံးကိုရုံးထုတ်ဆစ်ဆီခဲ့တာဖြစ်ပါတယ်။ကျောင်းသားတွေကိုလက်ပန်းမှာဖြူခွဲလိုက်တဲ့တလားပြီဒီအားလုံးလူကျွန်တော်ရုံချင်းနဲ့တိုက်နေဒီဆိုကကျောင်းသားအလုပ်သမားလယ်သမားမှန်သမားကိုအများအားနှိတ်ကုန်တယ်။ကျောင်းသားတွေကိုလည်းပဲ ရိုက်နဲ့ဖြိုခွဲပြီးတော့ထောင်ထဲကိုထည့်ထားတယ်ကျွန်တော်တို့ကိုလည်းပဲဘုံကြုံမူကြီးတန်းရွှေလက်မှတ်ထိုးထားတယ်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်354အရာဆန္ဒပြတာကိုဦးသိန်းစိန်ထုတ်ထားတဲ့ပုံမှန်16နဲ့တရားစွဲတယ်ကျွန်တော်တို့ကိုထည့်လိုက်တော့ပြည်ကိုလိုနီခေတ်ကထောင်မှာထားပြီးတော့နောက်မှုရှိတယ်ဆိုပြီးကိုလိုနီခေတ်ထောင်လက်စွဲဥပဒေနဲ့ထပ်ပြီးတော့ ရှိချင်းကတာဟောဒီအစိုးရဒီမိုကရေစီအစိုးရလားလို့ကျွန်တော်မေးလိုက်ချင်ပါတယ်သူတို့တွေကိုဝရမ်းမပါပဲဖန်ခက်တယ်လို့ပြောပါတယ်ပြည်ခရိုင်တဲကုန်းမြို့နယ်အောင်ကုန်းကျေးရွာကတိန်စီခန့်လက်မြေတွေပြန်လည်ရရှိဖို့အတွက်တန်သူတွေနဲ့အတူတပိတ်စခန်းဖွင့်အရေးဆုံးခက်သူကိုတန်စင်ထက်ကိုပုံမှန်78ပုံမှန်905ခက်ခွေပုံမှန်9ခုနဲ့တရားဆွဲဆိုခံထားရတာပါပေါင်းတဲ့ထောင်မှာအာမခံမရပဲအမှုရင်ဆိုင်နေရပြီးအခုကအော်တိုဘားလ26ရက်နေ့ကအလွတ်တန်းတည်င်းထောက်ကိုပါကြီးအသက်ခံရမှုကို တရားလွတ်တော်ရှင်နဲ့ဦးမြင့်အေးနဲ့အတူဆန္ဒပြခဲ့တာကြောင့်ပုံမှန်ဆက်ရှင်နဲ့တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။အလုသမားအေးလယ်သမားအေးတို့မဖြေရှင်းမဲ့နဲ့အကျန်းဖက်ပြီးတော့ဖြေရှင်းတဲ့နည်းတွေနဲ့တုံးချင်းရဒီဆိုရရဲ့ကောင်းမွန်တဲ့ရလာမဟုတ်ဘူးအတိုက်ခံတွေဘက်ကလည်းပဲဒီဆိုရရဲ့ဒီလိုအကျန်းဖက်ဖြိုဖြေခွင်းပြီးတော့အလုသမားလယ်သမားတွေကိုအကျန်းဖက်ဖြိုခွင်းတာအကြောင်းသားတွေကိုအကျန်းဖက်ဖြိုခွင်းတာကိုအတိုက်အခံတွေကလည်းပြက်ပြက်သားသားတိုက်ခံတွေလည်းပြောတင်တယ်။ဒီငင်ရင်းနဲ့တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌဖြစ်တဲ့ဂျောင်းဆန်းစုကြည်အနေနဲ့လည်း ကျောင်းသားတွေကိစ္စပုံမှန်ဆက်ရှိကိစ္စနိုင်ငံတနိုင်ငံလုံးမှာဖမ်းနေတဲ့လေသမားအလူသမားကိစ္စတွေကိုနည်းနည်းလေးတော့လှည့်ကြည့်သင့်ပါတယ်လို့ဒေါ်အောင်ဆန်းစုကိုကျွန်တော်ဟောဒီကနေမိကုန်ထုတ်လိုက်ပါတယ်။ဦးမြင့်အေးလည်းဦးတန်နေပတ်လည်နေမှာကျောင်းသားတမကဖွဲ့စည်းခွင့်ရရေးကျောင်းသားတမကအဆောက်အဦပြန်လည်တိဆောက်ပေးရေးတို့တဲ့အတွက်ဆန္ဒပြခဲ့တာကြောင့်ပုံမှန်ဆက်ရှိနဲ့ပြီးခဲ့တဲ့ EP လနေ့ရက်နေ့ကထောင်လေးလချက်ပြီးပြည်ထောင်ထက်ကနေပုံမှန်ဆက်ရှိအမှုနှစ်ခုအတွက်လာရောက်အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဦးမြင့်အေးတကူတော်အမှုအတွက်ကိုတရားလုံကအမှတ်၁စကမ်းမှုဦးမျိုးဝင်းဖြစ်ပြီးတရားလုံတော်ရှင်းနဲ့ဦးခင်ထွန်းနဲ့ဒေါ်အေးတန်တာတို့ကလိုက်ပါဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။နောက်ယုံချင်းကိုတော့လာမယ့်၂၂ရက်နေ့မှာထမှန်ချင်းဆိုလိုက်တာဖြစ်ပါတယ်။ကျွန်တော်ခွန်ပါတာပါ။